episode A ဆမှာတော့ဘရင်တော်ဖွဲ့လဲနန်းတော်ကိုချိန်မီရောက်လာတာကြောင့်ရေကြပြိုင်ပွဲကိုစားလိုက်ကြပြီးဂျိုဆုံးကမဲနိုင်ရောအဆက်ပေါင်းလုံးမဲ့တိုင်ပင်ကြီးကပေါ့ဖော်ဂျီတို့ကတော့ကြက်သားချက်မဲ့လို့စီစဉ်လိုက်ပြီးပေါ့ဖော်ဂျီတို့ဘက်ကဂျေဂျဲကဥဆောင်ချက်ပြုတ်နေခဲ့ပါတယ်ဒီလိုနဲ့တပွဲနဲ့တပွဲဘာချက်ရမလဲဆိုပြီးအကဲဖြတ်နေကြကဂျိုဆုံးဘက်ကစပုံမူးငယ်လေးကရောက်လာပြီးပါဝင်ပစ္စည်းပြစ်တဲ့ငရုတ်သီးတဲ့ရုတ်တရက်ပြောက်သွားတာကြောင့်လို့ပြောတာကြောင့်အကောင်လုံးလဲဟင်းလျာကိုပြောင်းချက်ဖို့ဖြစ်လာခဲ့ပါတယ်ဘာချက်ရမလဲစဉ်းစားနေတော့ဂျီယောင်းကတွေးထဲမှာဘသူမှမစားဘူးတဲ့အမဲနိုင်ရောအရက်ချက်ကိုစဉ်းစားမိကစပြေးဝိုင်းနေကောင်လုံးယူခက်ခိုင်းကချက်ပြုတ်လိုက်ပါတယ်အရက်နဲ့ချက်တဲ့ဟင်းက က်ရှိခဲ့မှာမရှိသေးတာကြောင့်ကော်လုံးနဲ့အန်အောနေကြောင်ပေါ့ဖို့ကြီးတို့စပေါ်မူးတွေကလည်းတိုင်ဘက်ရဲ့ဟင်းပွဲကိုခမန်းမရဖြစ်ကအန်တော်ငေးကြည့်နေကြပါတယ်ဂျေဂျေကတော့ယုံကြည်ရရှိနေပြီးဂျိုဆုံးကရှုံးမှာပဲလို့ပြောကသူယူလာတဲ့ချိုးဝက်ပစ္စည်းဟင်းကက်မွေးကြိုင်ကိုထုတ်ပြလိုက်ကထုံသုံးဖို့လုပ်နေခဲ့ပါတယ်ဂျိုဆုံးအမတ်တွေလည်းမမြင်ကြရသေးပဲအရန်နဲ့ချက်တဲ့ဟင်းနဲ့ပေါ့ဖို့ကြီးတွေကဘလုံးနိုင်မှာလဲဆိုပြီးအားချောင်းနေကြကပေါ့ဖို့ကြီးကလည်းသူတို့စပေါ်မူးတွေနဲ့ဂျိုဆုံးစပေါ်မူးတွေရဲ့အရေးချင်းကမိုးနဲ့မြေလို့ကွာကြောင်းဘင်းကိုစကနာထိုးနေခဲ့ပြီးဘင်းကလည်းအားကြမကန်သူတို့စပေါ်မူးကြီးအောင်ကနှစ်ယောက်မရှိအောင်တော်ရမလို့ဟင်းပွဲရရတာကိုမြည်ကြည့်ပြီးမှစကားဆက်ပြောမယ်လို့ ပြန်ခြေပါလိုက်ပါတယ်။အဲဒီနှစ်ဖွဲ့လုံးကစွမ်းကိုချက်ပြုံးနေကြကရုတ်တရက်ခြေခြေကသူ့ရဲ့ရှိုးဝဲလက်နက်ဖြစ်တဲ့ဟင်ကက်မွေးကြိုင်ကိုထုတ်သွင်းလိုက်က APC ရဲ့ထူးခြားတဲ့အနံ့ကခန်းထဲမှာရှိတဲ့လူတွေစီရောက်သွားပြီးနှာတွေပါခြေနေခဲ့ပါတယ်။စူးကနဲ့ဆက်ဖြင်းဖြင်းအနံ့ကိုဂျိုဆုစပိုမှုတွေကယင်းနီနီတိနေကြကဒီရောက်ကရုတ်တရက်ငရုတ်သီးနှံမဟုတ်ပဲကိုရီးယားငရုတ်သီးနှံနဲ့တူနေတာရဲ့သူတို့စီမှာလည်းငရုတ်သီးမုတ်ပျောက်သွားတာရဲ့ကြောင့်ခြေခြေကိုတန်တဲ့စိတ်တွေဝင်လာခဲ့ပါတယ်။အဲဒီချက်ကြီးကလည်းသူတို့ဟင်းလျာနဲ့တွဲသွားဖို့ချက်ကီမိသားစုအမွေဖြစ်တဲ့ချက်ကီပလင်းကိုဖောက်လိုက်ကပေါ့ဟော့ကြီးကလည်းဒီချက်ကီကဇဝင်နဲ့ကရဲ့သမားတွေဖြစ်တဲ့ချက်ကီမိသားစုရဲ့မျိုးစစ်ဆက်အမွေလို့ ြောလိုက်ကသူတို့ဟင်းလျာနဲ့ပတ်သက်ပြီးခုံယူနေခဲ့ပါတယ်ဂျီအောင်လည်းမဲနန်ရုပ်ကိုနောက်ဆုံးအဆင့်ငရဲမီတောက်နီနဲ့ကင်ပြလိုက်ကတခန်းလုံးလဲဝိုးရွာသားဖြစ်ကုန်ပြီးချက်လို့ပြုတ်လို့ပြီးတော့ plate င်းဆင်းရောက်လာကအလားစင်ရင်အချိန်လက်ပြေသွားခဲ့ပါတယ်ရသမီးဆန်းအမဲချိန်ရောက်တော့ဂျိုဆွန်ရဲ့ရသကိုအရင်မြည်ကြည့်ပြီးအမဲရုပ်ကအနန်းနဲ့တွေဆွေမျိုးမေးလာအောင်ဖိနေခဲ့ပြီးပါဇက်တဲထဲလိုက်တဲ့အချိန်မှာတော့ဆွေမျိုးတွေမကချီးတိမအကုန်မေးကနက်ပြေတွေပါရောက်ကုန်ခဲ့ပါတယ်ဘယ်ရလဲသဘောကျလွန်းတာကြောင့်ဟင်းလျာရဲ့အမီကိုမေးကြည့်တော့ဂျီအောင်ကပြစ်တဲ့ရိုးရအင်းတစ်မျိုးဖြစ်ပြီးရှက်ကိသမားတွေအကြိုက်တစ်ချက်ကုန်နှစ်ချက်ပြဖြစ်အောင်အေကူဟောပါတဲ့ဝိုင်းနဲ့ချက်ပြုတ်ထားတာဖြစ်ပြီးနာမည်က နန်ယိုကင်အမူးချက်လို့ပြောလိုက်ပါတယ်နှစ်ဖက်နိုင်ငံတွေလက်ကြီးရောင်းဟင်းကိုစားပြီးတော့ချီကျူးနေကြကပေါ့ဖော့ကြီးတွေတောင်အတော်ကြိုက်နေကြပါတယ်ပေါ့ဖော့ကြီးတွေကတော့ကောင်းပေမဲ့နန်ယိုကင်ကရှိပြီးသားဟင်းလျာလို့ပြောပေမဲ့ကြီးရောင်းကနန်ယိုကင်ကရှိပေမဲ့ဒီချက်နီးနဲ့နန်ယိုကင်ကမရှိသေးတာကြောင့်မဆိုင်ဘူးလို့ပြောပြီးပြင်သစ်မှဆိုရင်မိခင်တွေကသူတို့ကလေးတွေကိုဒီနန်ယိုကင်ချက်ကျွေးလေးရှိပြီးစားပြီးတာနဲ့မောက်ကအဲ့ပြော်တာပဲလို့ပြောကကြီးရောင်းမကအမေမရှိပဲငငယ်လေးကလေးကဆုံးသွားလို့ဒီဟင်းလျာစားပြီးမမောက်ကြောင့်ပြောလိုက်ကအကောင်လုံးလက်ကြီးရောင်းရဲ့ပြောတဲ့အောက်မှာကြချောင်းကမျက်ရည်တွေဝဲနေကြပါတယ်ပေါ့ဖော့ကြီးတို့ဟင်းလျာကတော့ချက်ကုန်းမအောင်ဆက်ဖြစ်ပြီးချက်ကီသမားတွေအကြိုက် ်ရှကီရီဖြစ်သွဲဆောက်ကအမီးဖြစ်စားမှဖြစ်ကြောင်းပြောလာကြောင်းခပုံးပေါ့ဖို့ကြီးတို့ကတော့မမီးရသေးပဲအခွက်ကတော့ပျော်နေဖို့ပေါ့နေခဲ့ပါတယ်ပေါ့ဖို့ကြီးတို့ဟင်းလျာကလည်းဆက်ဆက်လေးနဲ့စားလို့ကောင်းနေတာကြောင်းဘယင်တယောက်ပုပ်ပါတောင်ကိုတော့ရောက်လာခဲ့ပါတယ်ဘယင်ကဒီဟင်းလျာကဂျိုးစုံးမှာငကိုကလေးကရှိပြီးသားလို့ပြောတော့ဂျေဂျေကတော့ဒီဟင်းလျာကစာကလေးကရှိပေမဲ့သူ့ဟင်းလျာကတရုတ်သီးမုန်သုံးထားတာလို့ပြောတာကြောင်းအရသာမတူကြောင်းပြောပြီးဂျီရောင်းကဂျေဂျေတရုတ်သီးမုန်ကသူ့ရဲ့ငရုတ်သီးမုန်နဲ့အနန္တူနေလို့တန်တရားတွေဝင်လာခဲ့ပါတယ်အမတ်ပေးကြတဲ့အချိန်မှာတော့အမတ်ကပြန်လည်ပေးကြပြီးအမတ်ချင်ညာမလို့လုံးနေတော့ဂျီရောင်းကအမတ်မချင်ညာခင်ပေါ့ဖို့ကြီးတွေ ဲ့ဟင်းလျာကိုမြည်ချင်တယ်လို့ပြောလိုက်ပါတယ်။ဘီရင်ကမြည်ခွင့်ပေးမယ်မဲ့ပေါ့ဖော့ကြီးတို့ကမြည်ခွင့်မမေးတာကြောင့်တိုက်ပတ်နေတော့မြများတတပြိုင်ချင်တဲ့ကိုစံပြူကတယောက်ဟင်းတယောက်မြည်ခွင့်ပေးလိုက်ပြီးအပြန်အလှန်မြည်ကြပါတော့တယ်။ကိုစံပြူလက်နန်ယိုကင်ကိုစားလိုက်ပြီးချိန်မှာတော့အပြင်းနာစာမရှိအောင်ကောင်းလုံးနေရကြောင့်မျိုးလုံးပြူးနေပြီးရောင်းကလည်းချက်ကုန်းပေါင်းမြည်ကြည့်တဲ့အခါထင်းတဲ့အတိုင်းသရုပ်သီးမုံမုံပဲငရုပ်သီးမုံရတာမှန်တိကဒီမုံကိုဘယ်ဟာရတာလဲမေးလိုက်ပါတယ်။ဂျေဂျေကလည်းဂျိုးစုံဘကလို့အမှန်တိုင်းပြောလိုက်တော့ဂျီယောင်းလက်ဒီငရုပ်သီးမုံကိုသူတို့ဟင်းပွဲမှာထက်သုံးဖို့လှုပ်ထားကြောင်းပြောကပွဲစားခါနေမချီတော့တာကြောင့်ဂျေဂျေကလိုဘခွေးကြော်ပြီးခိုးသွားတယ်လို့ဆွဆွဲပါတော့တယ်။ဂျေဂျေ ကတော့သူမခိုးဘဲမျက်မျက်တက်တာလဲလဲလောက်ခဲ့ကြောင်ပြောပေမဲ့ဟိုတိတ်ခါအောင်အတန်းထက်တံပိုးထားတဲ့ကိုစံပြူကရှုံးပေးတယ်လို့ပြောလိုက်ပါတယ်။ဘယင်းကလည်းဘလောက်ပဲတော်တဲ့စပုံဖြစ်ဖြစ်ကျင်းဝဲတော့ရှိရမယ်လို့ပေါ့ဖော့ကြီးတို့ကပြောလိုက်တာကြောင့်ပေါ့ဖော့ကြီးတို့လည်းမျက်နှာပြက်နေရပါတယ်။ဒီရောက်လဲလက်မလျှော့သေးပဲဘယ်ဟာရရလဲမေးတော့ဂျေဂျေကသူခိုးတာမဟုတ်ပဲအမတ်ကျဲစန်းစီကရတာလို့ပြောတော့အမတ်လည်းအယူကွက်နေပြီးငြုတ်သီးမုံကစက်တာကြောင့်ဘရင်ကျမကြီးထိခိုက်မှာဆိုလို့တို့ပြဖို့လုပ်ပေမဲ့ပြစ်လိုက်ရင်လည်းနှမျောလို့ဂျေဂျေကိုပေးလိုက်တာလို့ပြောလိုက်ပါတယ်။ကိုစံပြူကလည်းသူများရှိုးဝါချက်ကိုယူသုံးတော့ဂျေဂျေကိုဆူနေပြီးအချက်ရှိသေးရှုံးတော်ဝင်ခံလိုက်ဖို့ပြောနေခဲ့ပါတယ်။ဒါအောင်ကြားတဲ့ဂျီအောင်က လည်းဂျဲဂျဲပဲအမကြီးလောက်တာမဟုတ်ပဲသူလည်းတေချာမထိန်နိုင်နိုင်လို့ဒီလိုဖြစ်တာလို့ဝင်ထောက်ခဲ့ပလိုက်ပါတယ်အခုဆိုရင်ကိုဆက်ပြူကရှုံးပေးလိုက်ပြီဖြစ်ပေမဲ့ကိုဆက်ပြူမှာအမတ်ပေးပိုင်ခွင့်မရှိတာကြောင့်ကြီးခဲတွေလည်းညှင်းခုန်နေကြကနောက်ဆုံးနိုင်ရှုံးခွဲမရတာကြောင့်ဘရင်ကတည်ရေးပေးလိုက်ပါတယ်နိုင်ရမယ့်ဘွဲကိုမနိုင်ပဲတည်ရေးပါပေးလိုက်တာကြောင့်ပေါ့ဖော့ကြီးတို့လည်းတင်းလာပြီးစောတကတက်ပါတော့တယ်ဒါနဲ့ဒီဘွဲကတည်ရေးဖြစ်သွားပြီးကျန်တဲ့နှစ်ဘွဲဆက်ပြီးတည်ရေးဖြစ်ပဲဆိုရင်ပေါ့ဖော့ကြီးတို့ကနိုင်ပဲဆိုပြီးခွေရေးပေးလိုက်ကပထမပွဲစဉ်လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျပွဲလဲပြီးတော့ဂျဲဂျဲကဂျီရောက်ကိုတောင်းပန်လိုက်ပြီးစပုံးမှုတယောက်ကသူ့ပါဝင်ပစ္စည်းတွေကိုသဘောထားပုံနဲ့ပတ်သက်ပြီးတင်ငင်းစာရခဲ့ကြောင်ပြော လိုက်ကနောက်ပွဲကိုကိုစားပြူကချက်ပါကြောင်းဘော့ဘော်ကြီးတော့အနိုင်ပဲလို့ပြောပြီးဂျီယောက်ကလည်းသူနိုင်မှာဆိုပြီးကြော်ဝါလိုက်ပါတယ်။နောက်ရောက်တော့ဒုတိယပွဲစဉ်အတွက်စီဝဲတိုက်ပီးကြပြီဒုတိယပွဲစဉ်ရဲ့ခေါင်းစဉ်ကတနိုင်ငံနဲ့တနိုင်ငံဟင်းလျာတွေကိုပြန်လည်ချက်ပြောမှာဖြစ်ပါတယ်။ဒုတိယပွဲစဉ်အတွက်ပဲဆက်ကြော်လုံးမလို့ရည်ရွယ်ထားပေမဲ့ငွေသီးမုံမရှိတော့တာကြောင့် PK ဘဲကပဲလုပ်ပဲလို့ဂျီယောက်ကပြောလိုက်ပါတယ်။ဂျီယောက်ကပီကင်းဘဲကဆိုတာ1980ပြည့်နှစ်ကအမေရိကန်နဲ့ပေါ့ဘော်ကြီးတို့နိုင်ငံရေးတင်းမာမှုဖြစ်နေပေမဲ့ပေါ့ဘော်ကြီးတို့ကပီကင်းဘဲကနဲ့ချောလိုက်တာအမေရိကန်တို့စိတ်ဆိုးပြေသွားပြီးငြိမ်းချမ်းမှုရခဲ့ကြောင်းပြောကဒီဘဲကကိုစံပြူတို့လည်းဂျိုးဆုဆက်ပုံမှုတွေကိုအထင်မသေးတော့ ကြောင့်ပြောကသူတို့ဟင်းလျာကအော်ချလာကိုကောင်းလုံးလာကြောင်းနောက်ပွဲကျရင်တေချာချက်ပြောမယ်လို့စီဝေးထိုင်နေကြပါတယ်အမားလုတ်ခဲ့တဲ့အမက်ချက်ဆန်းကိုဘယင်ကခေါ်ဆူနေခဲ့ပြီးအမက်ကတော့သူ့ရဲ့ညံပြင်းမှုအတွက်တောင်းပန်နေခဲ့ကငေယုတီမုံကလည်းအကုန်မပေးလိုက်ပဲဂူရောင်ထဲမှာကြံသေးကြောင်းပြောတော့ဘယင်နဲ့ကြံသေးတဲ့ငေယုတီမုံကိုပြည့်ယူပြီးဂျောင်းကိုပေးလိုက်ဖို့အမက်အင်ကိုမိန်ပေးလိုက်ပါတယ်မဲတော်ကြီးတို့လည်းတေးဖြစ်သွားတဲ့ပွဲနဲ့ပတ်သက်ပြီးစမြုပ်တွေပြန်နေကြကကျင်ရတော်ကတော့သဘုံဦးမိန်ကိုခေါ်ပြီးနောက်ပွဲကျရင်ဂျိုဆုမကရှောင်းအောင်လုပ်ဖို့သဘုံဦးမိန်ကိုခေါ်ပြောနေခဲ့ကမဟုတ်ဘူးဆိုရင်သဘုံဦးမိန်ရဲ့အမေအသက်ကိုယူမယ်ဆိုပြီးချိန်ကြောက်လိုက်ပါတယ်ဒလွန်နဲ့ဒုတိယပွဲစဉ်ကို ်ရောက်လာကြပြီပေါ့ပေါ့ဂျီရိုဘက်ကရှိုးဝက်ပစ္စည်းပြန်လာယူကပစ္စည်းကိုအုပ်ထားတဲ့အနီရောင်လိုက်ကကိုဖယ်လိုက်တဲ့အချိန်မှာတော့ရွှေရောင်ဂျာမန်ဖြစ်နေပြီးအနံလေးကမွေးနေတာကြောင့်အကုန်လုံးလည်းပါဇက်အဟောင်းသားဖြစ်နေကြပါတယ်ပေါ့ပေါ့ဂျီရိုလည်းရွှေရောင်ဂျာမန်အောက်မှာရှိတဲ့မန်အုံးကိုယူပြီးစားချက်ပြုတ်ဖို့လုပ်ပါတော့တယ်နှစ်ဖွဲလုံးလည်းငင်းတဲ့အချိန်မရပဲချက်ပြုတ်ကြကဂျီရောင်ကဘဲကင်ကိုစခင်မှာတော့တယ်ပေါ့ပေါ့ဂျီရိုဟင်းလာဖြစ်တဲ့ဘဲကင်ရဲ့မူလရတာကိုဂျီရောင်ချက်တဲ့ဘဲကင်ကရှင်းနိုင်ပါမလားဆိုပြီးပေါ့ပေါ့ဂျီကအထင်းနဲ့စွတ်သိမ်းနေခဲ့ပါတယ်သဘုံမင်းကဘဲကင်ကိုလီးနေတော့ဂျီအန်တော်ကရှောင်းလုံခိုင်းထားပေမဲ့ရှုံလည်းမခံချင်ဘူးအမေဖြစ်သူကိုလည်းမထိခိုက်စေချင်တာကြောင့်ကိုလက်ကိုလှီးလိုက်ပြီးဒိုင်ယာရ သွားတာကြောင့်ပြိုင်ပွဲမှာနှုတ်ထွက်လိုက်ကစပွန်မူမိတ်တာဝန်ကိုတော့ဂီဂွန်ကဝင်ယူခဲ့ပြီးအမာရွေမရှိပညာရည်နဲ့ဝီလီကလက်စွမ်းပြနေခဲ့ပါတယ်ပြိုင်ပွဲမနိုင်ခဲ့စပွန်မူမိတ်နဲ့ဂျီအောင်တို့နှစ်ယောက်သာတီးတန်းတွေ့ပြီးစပွန်မူမိတ်ကသူချင်းချောက်ခံနိုင်ရကြောင်းပြောကဒီပြိုင်ပွဲမှာဝဲမကူညီချောင်းချိုတင်ပြောခါခဲ့ပါတယ်ကင်ထားတဲ့ဘဲအသားတွေကိုချွတ်ပြီးအေးကွန်ကိုပဲယူကာအေးကွန်ထဲမှာထမင်းနဲ့ဘာတွေမဆလာတွေထည့်ပြီးချက်ပြုတ်ကပလေးတင်းပြင်ပြီးတော့အချိန်ကိုက်အချိန်လက်ကုန်သွားခဲ့ပါတယ်ဒီကတော့ပေါ့ဖော့ကြီးတို့ဟင်းလျကိုအရင်မီးကဘလို့ကောင်းလို့ကောင်းလို့မသိဘယင်းနဲ့ပေါ့ဖော့ကြီးတို့ကတော့ဂျာကန်ကိုရောက်သွားပါတော့တယ်ဒီဟင်းလျကဂျိုဆွဲရတာလဲပါနေရာကြောင့်ပြုတ်လောက်ထားပုံ င်ကိုမေးတော့ကိုစံပြူကကြားစဲကိုတုတ်တယ်ဖုတ်တယ်မှုတ်တယ်နဲ့ရှင်းပြလိုက်ပြီးကိုစံပြူကဂျိုစုံးကခီးလဲလဲသွားလာစဉ်ကဒဏ်ရာရခဲ့တာကြောင့်နေမလို့ဖြစ်နေတော့ဂျိုစုံးဖုံးတော်ကြီးကရောက်လာကကိုစံပြူကိုဆေးကုပေးပြီးဟင်းချက်ကျွေးခဲ့ပါတယ်ဘုံတော်ကြီးရဲ့ဟင်းလျောက်ကိုအလွန်ကြိုက်နှစ်သက်သွားတဲ့ကိုစံပြူလဲဘုံတော်စည်းစိမ်မှာဟင်းချက်တင်ခဲ့ပြီးအဲ့ဒီဟင်းချက်နီးကဂျိုစုံးရဲ့မူလအရသာလို့ဂျိုစုံးဘာသာစကားနဲ့ပြောလိုက်တော့အကုန်လုံးလဲအံ့ဩကုန်ကြပါတယ်တကယ်ကောင်းလွန်းတာကြောင့်ဘရင်လက်ကိုစံပြူဟင်းလျာကိုချီကျူးလိုက်ပါတယ်ဂျိုစုံးဟင်းလျာလဲရောက်တော့ပေကင်းပေကင်းလို့ပြောကောင်ဂျိုစုံးဟင်းနဲ့ပါတယ်ပြောလိုက်ပြီးဘေးကအနစ်နဲ့တူစားမှာဖြစ်ကြောင်းကြည်ရောက်ကရှင်းပြလိုက်ပါတယ်ဘောဖော်ကြီးတို့လည်းသူတို့နန်းရွေဟင်းလျာ ကိုတူအောင်ဘလို့ချက်ပြုတ်နိုင်လာလဲဆိုပြီးမစားသေးခဲ့အာချောင်နေခဲ့ကစားကြည့်လိုက်ချိန်မှာတော့ပြောစရာစကားပျောက်ဆုံးအောင် ကောင်းလွန်နေခဲ့ပြီးတိန်နေဘောဘာရောက်လာကကခုန်နေကြကအော့ဘော်ကြီးကလည်းနန်းတွင်းကိုလမ်းသွားပြီးမျက်ရည်တွေပါကျနေခဲ့ပါတယ်အော့ဘော်ကြီးတော့အရသာနဲ့တထတဲ့ပဲမို့အော့ဘော်ကြီးမပီတော့အောင်ချီကျူးနေပြီးအမတ်ဆပေးဖို့လှုပ်လိုက်ကြကဒုတိယပွဲစဉ်အမတ်ကိုကြီးညာမလို့လှုပ်နေတဲ့ episode 8လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ